မင်္ဂလာညချမ်းပါခင်ဗျာကျွန်တော်တို့တနေ့တာသတင်းတွေကိုစူးစီးတင်ဆက်ပေးမဲ့သတင်းအတူထွာစီစဉ်ကနေတင်ဆက်ပေးမှာဖြစ်ပါတယ်ပထမဦးဆုံးသတင်းအနေနဲ့ကတော့ပြည်တွင်းမှာရှိတဲ့เนาะပါတီစုံဒီမိုကရေစီစနစ်ကျင်းပပေးပါမယ်ရွေးကောက်ပွဲကျင်းပပေးပါမယ်ဒီမိုကရေစီလမ်းကြောင်းပေါ်သွားပါမယ်ဆိုတဲ့လူတွေကပါဇက်ကဒီမိုကရေစီပြောပင်မဲ့သူတို့မကြိုက်တဲ့သူတို့ရဲ့စန့်ကျင်ဘက်သတင်းတစ်ခုကိုအတဲလေးလက်ဘရစ်ပေးတာတောင်မှဖမ်းပြီးတော့ထောင်ချနေတယ်အဲ့ဒီအတွက်တတိထားဖို့ နော်ခစ်တဲ့မီဒီယာကကျင်ညာလိုက်တဲ့သတင်းမှဖြစ်ပါလေခစ်တဲ့မီဒီယာကို library ပေးမှုဖြင့် data တက်လွင်ခဇမြူထွန်းတက်လွင်ကိုအကြမ်းဖက်စစ်တပ်ကဖမ်းဆီးတယ်ဆိုတဲ့သတင်းမှဖြစ်ပါလေခစ်တဲ့မီဒီယာကို library ပေးမှုဖြင့်ရုပ်ရှင် data တက်လွင်ခဇမြူထွန်းတက်လွင်ကိုဖမ်းဆီးလိုက်ကြောင်းအကြမ်းဖက်စစ်တပ်ကယမန်နေ့ညပိုင်းကသတင်းထုတ်ပြန်သည်အကြမ်းဖက်စစ်တပ်ကဝါရဖြန့်အလိညာဇလန်းဖြစ်တဲ့ခစ်တမိုင်းကိုဒုံဆိုင်မိသူများကိုဝေဖန်မှုဖြင့် data က်လွင်ခဇမြူထွန်းတက်လွင်ကိုဖမ်းဆီးခဲ့ကြောင်းရင်းပြင်ဒိုက်တာတက်လွင်ခဇမြူထွန်းတက်လွင်ကခစ်တစ်မီဒီယာကိုလက်ရီပေးထားကြောင်းထို့ကြောင့်ရွေးကောက်ပွဲနှောက်ရှက်မှုဖြင့်ဖမ်းဆီးအရေးယူမည်ဖြစ်ကြောင်းအကြမ်းဖက်စစ်တပ်ကထုတ်ပြန်ထားတယ်စစ်တပ်ကရွေးကောက်ပွဲနှောက်ရှက်တူများဟုဆိုကလက်ရှိအချိန်ထိပြည်သူ88ဦးကိုဖမ်းဆီးခဲ့ပြီးဖမ်းဆီးခံရသူများတွင်အမျိုးသား83ဦးနှင့်အမျိုးသမီး9ဦးပါဝင်ကြောင်းသိရကဲပြောနေကြတဲ့ဒူတွေเนาะ အာအန်ယူဂျီကိုဝေဖန်နေကြတဲ့လူတွေမျိုးစုံပြောနေကြတဲ့လူတွေကျွန်တော်တို့ကျမတို့ကဘယ်ဘက်မှမဟုတ်ပါဘူးအလဲရပါဆိုတော့နော်အလဲရလောင်ကြီးတွေနော်အဲ့ဒါတွေအားလုံးကိုပြောချင်တာကအသေးပေးတာတောင်မင်းတို့အမေလင်ကဖမ်းပြီးတော့ထောင်ထဲထည့်နေတယ်ဒါလည်းမှန်တာပဲလားဒါလည်းကြားနေတာပဲလားလို့မေးချင်ပါတယ်နော်ဒါဒဲ့ပဲမေးတာအဲ့တော့ကျွန်တော်တို့တိုင်းပြည်မှာဒီကောင်တွေပြုတ်မဝေရမဲ့အခြေအနေဖြစ်နေတာ စစ်တပ်ကိုတွားမလုံးနဲ့တွားလုံးရင်ဘဝပြတ်သွားမယ်ဆိုတဲ့အကြောက်တရားတွေအောက်မှာနော်ဂျန်လီအတွေးခေါ်တွေကိုစွန့်လွတ်ပါတော့ပြည်သူအလုံးညီအခုလိုပြည်သူ နာနေစရာအကြောင်းမရှိလူညီရင်တိုင်းပြည်မနာဘူးတိုင်းပြည်နာရာဒီလူမညီလို့ဒီတဘောတရားကိုတိဖို့လိုတယ်ဒါကြောင့်မို့လို့တိုင်းရင်တပ်ဖွဲ့မှာရှိတဲ့ရဲဘော်တွေကစပြီးတော့တော်လိုင်းမှာဝင်းရံနေတဲ့ပြည်သူတွေအစုံညီညွတ်မှုကိုဝိုင်းတိစားကြဖို့အရေးကြီးပါတယ်ဒီနေရာမှာတခုတော့သတိပေးခြင်းနဲ့ ပြည်တွင်းမှာရှိတဲ့ညီကောင်မောင်နှမတွေအနေနဲ့မလွတ်မလန့်ဘာတစ်ခုကိုမှမလုပ်မိပါစေနဲ့တတိထားပါလူတယောက်ရဲ့အတက်ကိုကြက်ကလေးငက်ကလေးကိုဖမ်းဆီးတက်ပြတ်နေတဲ့ဒီမိစ္ဆာကောင်တွေလက်ထဲမှာမလွတ်တဲ့တူမှန်သမျှဟာလုံးဝတတိထားပါနော်ကိုရင်ကပြောလို့အခုဆိုရှယ်မီဒီယာတုံးမယ်ဆိုတဲ့အကောင့်အထုတုံးမှာတောင်းပွင့်ကိုယ့်ရဲ့ profile ကိုလော့ချထားပါနော်မျိုးစုံလှုပ်ထားပါကာကွယ်ထားပါလုံးဝမပေါ့ကြပါနဲ့အတက်တစ်ချောင်းကိုတန်ဖိုးထားတဲ့အောက်တန်ဖိုးမထားတဲ့အောက်တန်းစားတွေလက်ထဲမှာ ပြည်သူတွေရဲ့ဘဝအလဲဟသက်အဖြစ်မခံနိုင်ပါဘူးဒါကြောင့်မို့လို့ပြည်တွင်းမှာရှိတဲ့ညီကောင်မောင်တို့အနေနဲ့အထူးတတိထားပါဒါပေမဲ့တခုတတိထားမှာကအကြောက်လွန်လို့တော့မရဘူးเนาะတတိထားခိုင်းတာကြောက်ခိုင်းတာမဟုတ်ပါဘူးခင်ဗျားတို့ကျွန်တော်တို့ပြည်သူအနေနဲ့ဒီအာနာယူတွေကိုကြောက်เสียအကြောင်းမရှိဘူးဒါပေမဲ့တတိထားတော့တတိထားတာနဲ့ကြောက်တာနဲ့လုံးဝမတူပါဘူးဟုတ်ကဲ့နောက်ထပ်သတင်းမှတ်ကိုတင်ဆက်ပေးချင်ပါတယ်ဒါကတော့ပြူစောတိခေါင်းဆောင်ဇော်ဝင်းစော်အောင်တေဆုံးရိတ်ခါတဲ့စစ်တောင်းကိုတိုက်ခိုက်မှုစစ်သား2ဦးတေဆုံးတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ် စကိုင်းတိုင်းရွှေဘိုမြို့နယ်တီလုံးရွာရှိပြူစောတိများကိုဒရုန်းနဲ့နှစ်ရက်ဆက်တိုက်ဘုံ55လုံးကျဲချတိုက်ခိုက်ရာပြူစောတိခေါင်းဆောင်ဝင်းစော်အောင်တေဆုံးခဲ့ကြောင်းရွှေဘို recording ဘုံမိချောင်းအဖွဲ့မှတာဝန်ရှိသူတူကပြောပါတယ်အော်တိုဘာလ28ရက်နေ့နဲ့29ရက်နေ့တို့တွင်ရွှေဘိုမြို့နယ်အနောက်ချမ်းတီလုံးယွာရှိပြူစောတိများကိုတော်လိုင်းတပ်ဖွဲ့များကဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းထိုးထိုးတိုက်ခိုက်မှုအတွင်းဇီးမြူကုန်းပြူစောတိယွာမှာ တက်ကူရောက်လာတဲ့စစ်သားနဲ့ပြူစောတိများက RPG များဖြင့်ပြန်လည်ပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရတယ်။တိုက်ခိုက်မှုတွင်ပြူစောတိခေါင်းဆောင်ဝင်းစောအောင်တေဆုံးခဲ့ပြီးလေးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းတေဆုံးသွားတဲ့ပြူစောတိဝင်းစောအောင်၏အလောင်းကိုယနေ့နိုဝင်ဘာလ၁ရက်နေ့မွန်းလွဲ၂နာရီခန့်တွင်မိတ္တုံမီဖြစ်ကြောင်းသိရတယ်။နော်။ဒါကတော့ပြူစောတိတွေဆိုတာတကယ်ကြည့်လိုက်ပြည်သူပဲဗျ။နော်။ဘာမှမဟုတ်တဲ့ရပိုင်ခွင့်လေးနော်။အော်ဘယ်လိုပြောမလဲကျွန်တော်နိုင်ငံမှာခက်တယ် ကျွန်တော်ငငယ်ရဆိုရင်လေရွာဒီမှာပွဲလန်းတပင်ရှိလို့ရှိရင်မီးတက်တေးပြည်သူစစ်တေးအမှဒုတ်တချောင်းခါမှတလန်တလန်ချဲ့ပြီးတော့အကောင်လောက်တာဟာသူတို့ဘုရားသူတို့ကြည်နူးနေတာပဲနော်တွားမလုံးနဲ့အဲ့တို့လေတို့ဘောအောင်တို့ရှင်ဘရင်လိုမျိုးခံစားနေတာပဲအာဒီဝါမှာတူကအရာရောက်တယ်အကောင်ဖြစ်တယ်ဆိုတော့အတွေးခေါ်မျိုးနဲ့ဒီဘာမဟုတ်တဲ့အရာကိုအာနာကိုတွားပြီးမှတ်မောပြီးတော့ตาရားနေတာဆိုတော့အဲ့ဒီလိုကောင်မျိုးတွေကလက်ရှိအာနာယူဒီစစ်ကောင်းဆောင်တွေအတွက်ကအတုံးချစရာလောင်စာအဖြစ်ကောင်းကောင်းရွာသွားတာ သူတို့ကောင်မျိုးတွေနေတိုင်းနေတိုင်းဒေတာတိုင်းတွေမှာလက်တက်မွေးပြီးတော့ဘာလို့လဲပြည်သူချင်းချင်းကိုပြန်တိုက်ပေးတာအဲ့တော့ပြောချင်တာကခမားတို့တွေတိထားမှာကအမှန်တရားဆိုတာဘာလဲဖြစ်တဲ့ဖြစ်တတ်တာဆိုတာဘာလဲဆိုတာလေးကိုတိစေချင်တယ်နိုင်ငံတော်ဆိုတာစစ်ကောင်းဆောင်တွေကိုပြောတာမဟုတ်ပါဘူးနိုင်ငံတော်ဆိုတာပြည်သူအများစုကိုပြောတယ်ဆိုတာကိုအောက်ချင်မှာအပေါ်ကစစ်ခွေးတွေခိုင်းနေတာလိုက်လုံနေတဲ့အုတ်ကြီးတွေအဲ့ဒီပြူစောတိတွေအနေနဲ့တိစေချင်ပါတယ်ဟုတ်ကဲ့နောက်ထပ်သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်ဒါကတော့မြောက်ကရပါမြို့နယ် ရွှေပေါက်ကန်ရဲစခန်းမှာကင်းပန့်ရန်ပြင်ဆင်နေတဲ့ရဲများကိုဖောက်ခွဲတိုက်ခိုက်မှုနှစ်ဦးတေဆုံးနိုင်ရန်ဆိုတဲ့တင်ပြဖြစ်ပါတယ်။ရန်ကုန်တိုင်းမြောက်ဥက္ကလာပမြို့နယ်ရွှေပေါက်ကန်ရဲစခန်းမှာကင်းပန့်ရန်ထွက်လာတဲ့ရဲများကိုဖောက်ခွဲရတိုက်ခိုက်ရနှစ်ဦးတေဆုံးခဲ့ကြောင်းရန်ကုန်အာမီတာဝန်ရှိသူတို့ကပြောတယ်။အော်တိုဘားလ31ရက်နေ့ည10:18မိနစ်ခန့်တော့မြောက်ဥက္ကလာပမြို့နယ်ရွှေပေါက်ကန်နယ်မြေရဲစခန်းမှာရဲများပြင်းအားမြင့်မိုင်းနှလုံးနဲ့လက်ပစ်ပုံးတစ်လုံးတို့ဖြင့်တိုက်ခိုက်ခဲ့ကြောင်းသိရတယ်။ ိုက်ခိုက်မှုအတွင်းဆိုင်ကယ်များဖြင့်ကင်းပတ်ရန်ပြင်ဆင်နေတဲ့ရဲအများအပြားထိခိုက်မှုရှိပြီးနှစ်ဦးတေဆုံးနိုင်ကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီးနောက်တော်လိုင်းရဲဘော်များအထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ကြောင်းသိရှိရတယ်။အဲကောင်တွေကည10နာရီဝင်းကျင်ဆိုကင်းထွက်ပတ်ကြတယ်။ဆိုင်ကယ်၄-၅စီးနဲ့ဆိုင်ကယ်တစ်စီးမှအနည်းဆုံး2ကောင်လောက်တော့ပါတယ်ဟုရန်ကုန်အာမေမှတာဝန်ရှိသူတို့ကပြောဆိုတယ်။တိုက်ခိုက်မှုကိုရန်ကုန်အာမေ 1A နဲ့အနောက်ပိုင်းခရင်ပတ်ကဖားတို့ပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရတယ်။နော်ရန်ကုန်တိုင်းလိုနေရာမျိုးမှာတောင်မှ အခုဆိုရင်နောက်ပိုင်းသတင်းတွေခက်ဆက်စိတ်ကြားနေရတာအလုံးသတိပြုမိကြတာမသိဘူးရန်ကုန်အနီးနားတဝိုက်မှာအထိနော်တိုက်ခိုက်မှုတွေဖြစ်ပေါ်လာပြီဒါတွေဟာမြို့တွေမှာကျွန်တော်တော်တိုင်းအင်အားစုတွေဘလောက်စိတ်ဝင်နေပြီလဲဆိုတာကတော့စကားပြောတဲ့အဖြေတွေပါအဲ့တော့ဘလို့ဖြစ်ဖြစ်ကျွန်တော်မြို့နေပြည်သူတွေအနေနဲ့တည်ထားမှာကဒီကာလဟာတိုင်းပြည့်ပြည်ပြည့်ကာလကြီးဖြစ်တယ်ကိုယ့်အတက်တစ်ချောင်းအတွက်ပဲအကူးဆိုင်ပါအပြော်ပါးတွေတွာလာလှုပ်ရှားမှုတွေဒီစစ်ခွေးတွေနဲ့နှီးဆက်ရာဒီနေရာတွေမှာ နော်နေထိုင်တာတွေဒါတွေကိုအထုတတိပြုစီခြင်းနဲ့နော်ပြည်သူတွေရဲ့အတက်ကိုလည်းတွန်လိုင်းဘက်ကလူတွေကတန်ဖိုးထားပါတယ်ဘာဖြစ်လို့လဲမစ်ရှင်တွေဖြက်ပြက်ကတာမနေတော့ပါဘူးဒါပွင့်လင်းပြောတာပါနော်မစ်ရှင်စင်ထားတယ်ဟိုအဲ့တဲ့ကိုရန်သူကဝင်လာပြီးကွက်တီပဲအဲ့ဒီအချိန်မှာဘူမတိဘာမတိနဲ့ဝင်လာတဲ့ပြည်သူတယောက်ကြောင့်အဲ့လိုမစ်ရှင်တွေကိုဖျက်ဆီးလိုက်ကြတာဒီအများကြီးရှိပါတယ်ဒါတွေဟာပြည်သူတွေကိုတိစေခြင်းပါတယ်လုံနေရတဲ့ရဲဘော်တွေကအတက်တွေဘဝတွေရင်းပြီးတော့မြို့တွေမှာလောက်ကတာဖြစ်တဲ့အတွက် င်မတန်တာဝန်ကြီးတယ်အဲ့တော့အဲ့လိုတာဝန်ကြီးတဲ့အရာကိုအတက်တည်းရင်းမိလုပ်နေရတဲ့ရဲဘော်တွေကိုမကူညီနိုင်အောင်သူတို့အတွက်အနောက်ရှေ့ဖြစ်စေရမဖြစ်အောင်လို့နေဖို့လိုအပ်ပါတယ်နော်ဟုတ်ကဲ့နောက်ထပ်သတင်းတစ်ပုဒ်ကတော့ကော့ဂရိတ်တိုက်ပွဲမှာစစ်ကော်မရှင်တပ်သား၈ဦးကျော်တေဆုံးတယ်ဆိုတဲ့သတင်းမှဖြစ်ပါတယ်နော်ဒီသတင်းကိုပြောရဲဆိုတာအားလုံးနဲ့တွေ့မှာပါအလောင်းပုံတွေပါပြထားတာနော်အိုဘရက်ကွက်ကကြော်မျိုးမင်းတို့ကြော်စိုးဦးတို့နော်ငပောက်တို့လိုမျိုး ဖုံးတလုံးအရှိထောင်ပြီးတော့ပြောချင်တာထိုင်ပြောတဲ့သတင်းတွေမဟုတ်ပါဘူးနော်စစ်ခွေးရှစ်ကောင်သေးတယ်ဆိုအဲ့ခွေးရှစ်ကောင်ရဲ့အလောင်းတွေပါ Telegram မှာတွက်ကြည့်ပါပြထားပါတယ်နော်ကင်းပြည်နယ်ကော့ကရိတ်မြို့ကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်မရှင်စစ်ကြောင်းနဲ့တော်လန်ရေးပူပေါင်းတပ်တို့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာစစ်တပ်ဘက်မှရှစ်ဦးကျော်တေဆုံးပြီးလက်နက်တချို့တင်ဆဲရမိခဲ့တယ်လို့တီးရပါတယ်နိုဝင်ဘာလ10ရက်နေ့မနေ့အစောပိုင်းမှာကော့ကရိတ်ကိုစစ်တပ်ကစစ်ကြောင်းထိုးလာခဲ့တာဖြစ်ပြီး ထိပ်ဖိုးဆန်နေရာအရောက်မှာတော်လန်ရေးပူပေါင်းတက်တွေနဲ့ထိတ်တိုက်ဒိုးကတိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့တည်ရပါတယ်။တိုက်ပွဲပြင်းထန်စွာဖြစ်ပွားပြီးစစ်တပ်ဘက်ကအလောင်းရှင်းလောင်းနဲ့လက်နက်အချို့ကိုတင်ဆက်ရမိခဲ့တယ်လို့တည်ရပါတယ်။စစ်ကောမရှင်စစ်ကြောင်းဟာတေဆုံးသူတွေအပြင်ဒဏ်ရာရရှိသူလည်းများတာကြောင့်နောက်ပြန်ဆုတ်သွားတယ်လို့ကနေဦးတည်ရပါတယ်။တိုက်ခိုက်မှုကို KNN တပ်မဟာ1တပ်မဟာ3တပ်မဟာခွန်တပ်ခွဲတွေနဲ့ကလိုထူးဝါဘျူဟာစစ်ကြောင်းတွေအပါအဝင် တော်လန်ရေးပူပေါင်းတပ်ဖွဲ့တွေကအတူတူ ူပေါင်းတိုက်ခိုက်ခဲ့တယ်ဖြစ်တယ်လို့တိရပါတယ်เนาะကဲကော့ဂရိတ်မှာကော့ဂရိတ်မှာဆိုပြီးတော့မြောက်ပေးနေတဲ့ဘောမတွေအခုကဲသေတဲ့၈ယောက်သေပြီးလောဆယ်ဒုတ်ကိရဖြစ်တာဘယ်နှကောင်လည်းမသိဘူးဘဒူတောင်ဝင်ယူပေးမလဲနာဘဒူတောင်ဝင်ယူပေးတယ်ဘဒူမတောင်ဝင်မယူပေးဘူးเนาะအဲ့တော့စစ်သားတွေသေနေရတာဒီဒီအန်အနာတိန်စစ်ကောင်းဆောင်မင်းအောင်လှိုင်နဲ့အဲ့ဒီမင်းအောင်လှိုင်အပါဝင်ဒီလက်တဆုပ်စာစစ်ကောင်းဆောင်တွေကိုအောက်ကနေဘောကုန်းရက်နေတဲ့အောက်တန်းစားတွေကြောင့်အဲ့ဒီစစ်သားတွေသေးနေရတာတကယ်ဆိုစစ်သားဆိုတာဘာမှ တို့အပြစ်ရှိတာမဟုတ်ဘူးစစ်သားဆိုတာအမိတ်ပေးရင်တိုက်မှာပဲဒါပေမဲ့မတရားတဲ့အမိတ်တွေပေးပြီးတိုက်ခိုင်းနေတဲ့ဒူတွေမှသာလျှင်အဓိကတောင်းဝင်ရှိတာအခုလိုမျိုးနော်အာကော့ဂရိတ်ဘာဖြစ်တာကော့ဂရိတ်မှာငါတို့ရွှေဖားဘလို့ထိုးစစ်ဆင်လိုက်တာလို့ဘလို့ချက်ပြန်သိမ်းတာလို့ဘလို့လောက်တာလို့နော်မစားဝကမန်းလေလိုင်းပေါ်ကနေအာချောင်းနေတဲ့ကောင်းတွေတကယ်တကယ်အဲ့ဒီစစ်သားတွေတေဝါကြီးတို့ဘာတောင်းဝင်ယူမှုတောင်းဝင်ခံမှုပေးတယ်ဘာမှတောင်းဝင်မယူဘူးဘာမှလည်းတောင်းဝင်မခံဘူးဒုက္ခရောက်နေတဲ့စစ်သားများတွေစစ်သားသမီးတွေစစ်သားတွေတပုန်ကြီး เนาะဓာတွေအားလုံးဟာအပြည့်ကံဘဝတွေပဲအဲ့တော့စစ်သားဟာရှင်းပြောရင်နွားတောင်เนาะနွားအိမ်တိုင်းမှာလက်ထုံးနေတဲ့နွားတွေရတောင်ကောင်းကောင်းမွန်မွန်နွားကောက်ရိုးရုံမှာခြီးပြီးတော့ကောက်ရိုးကျွေးသေးတယ်လက်ထုံပြီးွားရင်ခိုင်းပြီးွားရင်လက်ရှိမြန်မာပြည်ကစစ်သားတွေဘဝစဉ်းစားကြည့်နွားလောက်တောင်တန်ဖို့မရှိတဲ့ဘဝခိုင်းနေခိုင်းနေခိုင်းနေဒုက္ခတဖြစ်ွားနေပြစ်ထားရတယ်တေွားရင်အလောင်းတော့မကောက်ဘူးဆိုတော့စဉ်းစားကြည့်ဒီဘဝတွေကိုမင်းတို့တွေဘလို့မှတ်မောနေကြလဲစဉ်းစားလို့မရဘူးဟုတ်ကဲ့နောက်ဆုံးသတင်းကိုတင်ဆက်ပေးခြင်းပါတယ် ဒါကလည်းစစ်တပ်ထောက်ခံသူအမှုပညာရှင်များကိုထိုင်းမှာတပိန်မှောက်မှုအောင်မြင်ပွဲချို့ဖျက်သိမ်းလိုက်ရဆိုတဲ့တဲ့င်းပဲဖြစ်ပါတယ်။စစ်တပ်ကိုထောက်ခံတဲ့အမှုပညာရှင်အတိုင်းဝိုင်းကိုထိုင်းနိုင်ငံဘန်ကောက်မြို့မှာစန့်ကျင်တပိန်မှောက်တဲ့လှုပ်ရှားမှုအောင်မြင်နေပြီးနိုဝင်ဘာလအတွင်းပြုလုပ်မဲ့ဖျော်ဖြေပွဲတချို့ရက်ဆိုင်ဖျက်သိမ်းလိုက်တယ်လို့သိရပါတယ်။နိုဝင်ဘာလ22ရက်မှာကျင်းပမဲ့ Iron Crop ဖျော်ဖြေပွဲကိုလည်းပြည်သူတွေစန့်ကျင်တပိန်မှောက်တာအထိုက်လျောက်အောင်မြင်တယ်လို့ထိုင်းရောက်မြန်မာတွေစီကနေသိရပါတယ်။ဒါအပြင်ဘန်ကောက်စပိုင်စီဘားမှာ ြုတ်လုံမဲ့ဖြောပြေပွဲအချို့အပီးတိုင်ဖြတ်သိမ်းလိုက်တယ်လို့အိုင်းကရော့ဖြောပွဲကိုကြော်ညာခဲ့တဲ့စားတောက်ဆိုင်အချို့ကလည်းပြည်သူလူထုကိုတရားဝင်တောင်းပန်လာတဲ့ဖြစ်စဉ်တွေရှိခဲ့ပါတယ်။နိုဝင်ဘာလ၁ရက်နေ့ထိုင်းနိုင်ငံဘန်ကောက်မြို့ကစပိုင်စီကလပ်မှာပြုတ်လုံမဲ့အစိုးရရွှေထူးအောက်စိုးခန့်ချမ်းမြေမောင်ချိုတို့ဖြောပြေမဲ့ပွဲကိုလည်းပြည်သူလူထုကမကြိုက်မနစ်သက်တာကြောင့်ပွဲစီစဉ်သူကအပြည့်အဝတောင်းဝင်ယူဖြတ်သိမ်းလိုက်ကြောင်းအော်တိုဘာလ30ရက်မှာကြေညာခဲ့ပါတယ်။နော်အဲ့ဒီ အဲတယောက်ကဒါအလောက်ကန်ရှာပွေအေဂျင့်တို့အေဂျင်စီတို့ကြားရတယ်နော်ဒီရွှေသူတို့ပွဲကိုပြည်သူမကြိုက်လို့အပြည့်အဝတောင်းဝင်ယူတာနဲ့ဖျက်သိမ်းလိုက်လေလို့သူကိုယ်တိုင်ကြင်ညာလိုက်တယ်ကြားတယ်တအားလေးစားတယ်တကယ်ပြောဒါလူဟာအဲ့ဒါပဲကျွန်တော်တို့ကလူတိုင်းရအမားနဲ့မကင်ဘူးပြလုံမိတယ်ဟုတ်တယ်ကျွန်တော်အာဒီကိစ္စကျွန်တော်တောင်းဝင်ယူပါတယ်ဒါအခုလက်ရှိမင်းအောင်လှိုင်ရဲ့ဒီအတုရောင်ရွေးကောက်ပွဲဝါဒပြန်ဇက်ကားကိုရိုက်တဲ့အမှုပညာရှင်တွေကိုဝိုင်းစဲနေကြတာဒီနေရာမှာတချို့တည်းကလူမျိုးတွေစွတ်ထုတ်နေတယ် เนาะကျွန်တော်တို့ဆိုချူးလေးဘာလူမျက်တော့မတည်ဘူးအခုဒီပွဲပြဿနာဖြစ်မှအာရခိုင်ရခိုင်ဆိုအော်လို့တည်ရဒါကျွန်တော်တို့အတွေးကျွန်တော်တို့အမြင်မှာတော့ဒါရိုးရိုးရှင်းရှင်းပဲစစ်တပ်နဲ့ပေါင်းတဲ့ကောင်မှမင်းဘယ်သူပဲမောင်းမောင်းစန့်ကျင်တယ်ကန့်ကွက်တယ်အဲ့ဒါရိုးရှင်းတယ်ဘာလူမျိုးတွေဘာသာတွေမပြောနဲ့ဗျာဖေရင်မေရင်ကမွေးထားတဲ့ကောင်ဖြစ်နေရင်တောင်မှကျွန်တော်တို့အဲ့တိုင်းတတ်မှတ်ကမှာဒါတော်လန်ရေးဘက်မှာရှိတဲ့လူတိုင်းတတ်မှတ်ကမယ်စန့်ကျင်စန့်တော့ဘာဖြစ်လို့တတ်မှတ်ကလဲသူတို့အနေနဲ့နောက်ဆုံးလွန်တချို့တရားပြောတယ် အမင်းတို့ကအပီပနဲ့အော်နေတယ်သူတို့ကပြည်နှင်းမှနေတာလွန်ဆန်တော့မရဘူးရိုက်ကြတယ်လွန်ဆန်တော့မရပဲရိုက်ကြတယ်လို့ဘလူအာမခံရတယ်အကယ်၍သူတို့စိုက်ပါလက်ပါရိုက်တယ်ဆိုရင်အဲ့ဒီလွန်ဆန်တော့မရဘူးရိုက်ကြပါတယ်ဆိုတဲ့လူတွေအာမခံဘလူမှအာမခံပမာဏတက်တယ်ရှင်းရှင်းလေးအဲ့တော့သူတို့လွန်ဆန်တော့မရတော့ရိုက်ကြပါတယ်ဆိုရင်ရှင်းရှင်းလေးပဲပြည်သူတွေအခုတတိုင်းပြည်တော်ဝိုင်းဆဲတယ်သူတို့နေနဲ့ပို့လေးတစ်ခုပဲတင်လိုက်ရုံပဲ ဟုတ်ကဲ့ပါကျွန်တော်တို့ကတော့ပြည်တွင်းမှာနေတာဖြစ်တဲ့အတွက်ပြည်တွင်းကအာနာလက်ရှိအာနာပိုင်တွေရဲ့ခိုင်းစေမှုကိုကျွန်တော်တို့လောက်ကပါတယ်အဲ့ဒီအတွက်ကျွန်တော်တို့နားလည်ပေးပါအဲ့လောက်လေးရှင်းပြလိုက်ပြီဆိုရင်ပြည်တွင်းကတဘောပေါက်ဘူးအဲ့ဒါလောက်ရှင်းပြရင်တွားဆဲရင်တွားဆဲရကောင်ပြည့်ဒါပေမဲ့အခုဟာကဘေးကလူတွေပဲပြောနေတယ်သူတို့ကလွန်ဆန်လို့မရောက်ရိုက်ကြဆိုသူတို့ကိုယ်တိုင်ရိုက်ခွင်းမှာတွားကြည့်ပျော်ပျော်ပေါင်းပေါင်းရိုက်နေကြတာလေဟုတ်တယ်မလားဒါကြောင့်မလို့ပြည်သူအများစုကဆန္ဒကိုကြည့်ပါမြန်မာနိုင်ငံမှာရှိတဲ့ပြည်သူတန်း90ကျော်မှာ တန်း40ကျော်တော့ကဒီစစ်တပ်ကိုလက်ခံလာဒီစစ်တပ်အာဏာသိမ်းတာကိုလက်ခံလာဒါလေးကိုကြည့်ပေးပါငါတဝင်းတခါငါဘဝရဖို့အတွက်ဒီကာလကြီးမှာလောဘမကြီးကြပါနဲ့နော်အဲ့တော့အခုလိုမျိုးတာဝန်ယူမှုရှိစွာနဲ့ပြည်သူကိုတောင်းပန်ပြီးတော့ဒီလိုမျိုးဖျက်သိမ်းလိုက်တဲ့နော်ဒီလုပ်ငန်းတွေကိုဒါပြည်သူတွေအနေနဲ့ကျေးဇူးတင်ပါတယ်ဒါလေးလဲလေးစားတယ်ဒါဖြစ်တဲ့ကိစ္စအဲ့တော့ကျွန်တော်တို့ပြည်သူတွေတည်ထားမှာကလူတိုင်းကတော့အမှားနဲ့မကင်းဘူးဒါပေမဲ့ရည်ရွယ်ချက်ရှိကြီးအမှားလောက်တာနဲ့ မတော်မိတို့မှားလောက်တာကိုကျွန်တော်တို့ခွဲခြားတတ်ဖို့လိုအပ်တယ်။ဘာပဲဖြစ်ဖြစ်ဒီကာလကျွန်တော်တို့တော်လိုင်းဘက်ကပြည်သူတွေအနေနဲ့ရန်သူဖြစ်တဲ့စစ်တပ်နဲ့ပေါင်းတင်အကျိုးတူစည်းဝါလှုပ်ဆောင်တဲ့လူပုဂ္ဂိုလ်အဖွဲ့အစည်းလုပ်ငန်းမှန်တမျှဒီပြည်သူရန်သူပဲဆိုတာတော့ဒါညင်းလို့မရတဲ့အချက်ပါ။ဒါလေးကိုတိထားရင်ကိုလှုပ်မဲ့အလုပ်တွေကိုပြောမဲ့အပြောတွေမှာ တတိထားလို့ရပါလိမ့်မယ်။ဟုတ်ကဲ့ပါဒီကနေ့ကျွန်တော်တို့ရဲ့တင်ဒီကိုအစအနေဆုံးစောင့်မျှော်ကြည့်ရှုအားပေးကြတဲ့မိဘပြည်သူတို့တယောက်ချင်းတိုင်းကိုကျေးဇူးတင်ပါတယ်။နောက်ရက်တွေမှာလည်းအချိန်ရရင်ရသလိုကျွန်တော်တို့အခုလိုတင်ဒီကိုတင်ဆက်ပေးရမှာဖြစ်ပါတယ်။မင်္ဂလာညချမ်းပါခင်ဗျာဘေးပြေဝေးကွာကြပါစေ။